Sky Star Hotel မှာပြုလုပ်ခဲ့တဲ့ Grand Yabai Head Photo Studio ရဲ့၃နှစ်ပြည့်ပွဲမှာတော့ရာဇဝင်တင်မဲ့အချစ်ဆိုတဲ့ခေါင်းစဉ်အတိုင်းမမကြီးမော်ရယ်တွေရဲ့သရိုသမီးဝတ်စုံဒီဇိုင်းပြသတာတွေမော်ရယ်ရှုပ်ချောက်တာတွေပြင်ခင်းစုစုနိုင်ဖြူဖြူကျော်သိန်းလိမ္မော်သီးစတဲ့အဆိုတော်တွေကလည်းပါဝင်ဖြော်ပြခဲ့ပါဗျာ ီပွဲဟာဒိုင်းယားဘိုင်ဟပ်စတူဒီယိုရဲ့ promotion ပွဲမဟုတ်ဘဲသူတို့ရဲ့ဖောက်သည်တွေကိုပျော်ရွှင်စေတဲ့ရည်ရွယ်ချက်နဲ့သာပြုလုပ်တာဖြစ်တယ်လို့ကိုကျော်ရွှင်မင်းကပြောပါတယ်ဟိုလို wedding fair promotion ဘွဲ discount ဘွဲမဟုတ်ဘူးခင်ဗျာဒီတိုင်းရမှာရိုက်ကူးပြီးသားအ customer တွေကိုပဲကျေးဇူးတုတ်ပြန်တဲ့ဘွဲလေးဆိုတော့ entertainment ပေါ့နော်ဖြောပြေးသက်သက်ပဲသူတို့ဒီဘွဲလေးကိုကြည့်ပြီးတော့ပျော်သွားမယ်အမှတ်တရဖြစ်သွားမယ်ကြည်နူးစရာလေးဖြစ်သွားမယ်ဒီလောက်ပါပဲဒီဘွဲမှာဝင်ရောက်ဖြောပြေးပြီးခဲ့တဲ့ဖြူဖြူကျော်သိန်းကလည်းတိုင်းရရဲ့မင်္ဂလာဝတ်ဆုံဒီဇိုင်းကိုစီမံပြီးပါဝင်ဖြောပြေးခဲ့တာပါ သူကလည်းဒီပွဲရဲ့ခေါင်းစဉ်နဲ့လိုက်ဖက်အောင်ရာဇဝင်တိမဲ့တခြင်းကိုဖျော်ဖြေတင်ဆက်ပေးခဲ့ပါဗျာ။ ဘာလို့လဲဆိုတော့ဒီဝတ်ဆောင်ကတော့ဒီ Dior Wedding Studio ရဲ့ design နဲ့သူတို့စင်တာပေါ့နော်အဲဒီသချင်းလေးကိုပွဲနဲ့လဲခေါင်းစင်နဲ့လဲတိုက်ဆိုင်တဲ့အတွက်ကြောင့် request လုပ်တဲ့အတွက်ကြောင့်လဲဆိုဖြစ်ပါတယ်ဟုတ်ဒီ Yasmin တွင်မဲ့အချစ်ဆိုတဲ့သချင်းလေးကိုအာပြီးတော့အဒီစနီယာသောစနီတိုင်းနဲ့အတူတူ piano only ပုံစံလေးနဲ့ version လေးပြောင်းပြီးတော့ဆိုဖြစ်ပါတယ်ဟုတ် မစ်နာဟောင်းသူတောင်စင်စစ်တင်ဆုရှင်ဟင်းချွေအစ်တယောက်ကတော့ဝက်ဒင်ချိုးပွဲတွေအများကြီးရှောက်ဘူးပေမဲ့ဒီပွဲမှာတော့သူမကိုသူမပို့ပြီးမင်္ဂလိဆန်တယ်လို့ခန်းစားနေမိတဲ့အကြောင်းပြောပြပါတယ်ဝါဒင်ရှိုးရအများကြီးရှောက်ပူပါတယ်အဲ့ဒီထဲမှာမှဒီဒေါ်ကလောက်တဲ့ဒီဒေါ်ပိုင် love ဝါဒင်ပွဲလေးမှာတော့ညီမအထိုင်မသိရော ဒီ evening ကောင်းလေးရောရှောက်ရတယ်ရှောက်ရတဲ့အတွက်ကြောင့်ကိုကိုမင်းကလေးဆန်တယ်ပြီးတော့နူးညံ့သိမ့်မွေပြီးတော့မြန်မာဆန်တယ်လို့လည်းခံစားမိပါတယ်ရှင့်